ပရိသတ်အားလုံးမေမင်္ဂလာပါရှင်ကျမတို့ channel နဲ့လည်းပြန်လည်ကြိုဆိုလိုက်ပါရှင်စက်ကောင်စီရဲ့ရွေးကောက်ပွဲတွေမပါဝင်ရန်မထောက်ပံ့ရန်ချင်းပြည်သူများကို ICNCC ကတရိပ်ပေးထားလို့သိရပါတယ်အနာသိစက်ကောင်စီကအတင်းအဓမ္မချင်းပိုင်ရန်ကြိုးပမ်းနေတဲ့ရွေးကောက်ပွဲမှာချင်းပြည်သူလူထုများအနေဖြင့်ပါဝင်ခြင်းထောက်ပံ့ခြင်းများကိုမပြုကြရန်ဂျားကာလာချင်းအမျိုးသားအတိုင်းပင်ခံကောင်စီ ICNCC ကတရိပ်ပေးထားဖြစ်ပါတယ်ရမနေ့ April 17ရက်တွင် ICNCC အဖွဲ့တီထောင်နေလင်းနေပြည့်အထိမ်းအမှတ်ထုတ်ပြန်ချက်တွင်ချင်းပြည်သူများကိုကြိုတင်တရိပ်ပေး တ်တီးလို့ဖော်ပြထားခြင်းဖြစ်ပါရယ်စကောင်စီကအတင်းအမှကျင်းပရန်စူးစားစီစဉ်နေတဲ့ရေကောက်ပွဲမှာချင်းပြည်အတွင်းလောကကျင်းပနိုင်မည်မဟုတ်ရင်ချင်းပြည်သူများအနေဖြင့်လည်းပူပေါင်းပါဝင်ထောက်ပံ့ခြင်းများမပြုလုပ်ကြရန် ICNCC ကတရိပ်ပေးထားခြင်းဖြစ်ပါရယ်ဂျာဂါလာချင်းအမျိုးသားအတိုင်းပင်ခံကောင်စီ ICNCC အဖွဲ့ဟာချင်းညင်တော်အဖွဲ့ CB နဲ့နိုင်ငံရေးစည်းရေးတွေအတူပူပေါင်းဆောင်ရွက်လက်ရှိနေတဲ့အဖွဲ့တစ်ခုဖြစ်ကြောင်းသိရှိရပါရယ်ချင်းညင်တော်အဖွဲ့ CB တွင် အနာလိစကောင်စတမ်းမှချင်းပြင်းတဲ့အတွင်းကျင်တွင်းမတူပြီးမင်းတက်ကံပလဲဖလန်းစတိမြို့များကိုတိမ့်ပတ်ရယူထားပြီးဖြစ်ကြောင်း ICNCC ကဆိုထားဖြစ်ပါရင်နောက်ထပ်လည်းချင်းပြင်းတဲ့အတွင်းမြို့တင်တိုက်ပွဲများကိုဆက်လက်အကောင်အထည်ဖော်သွားမှာဖြစ်ပါသဖြင့်ချင်းပြည်တခွင်လုံးစစ်အနာရှင်ကြရှုံ၍ချင်းတပြည်လုံးလွတ်မြောက်ရန်လက်တကမ်းသာလိုတော့တဲ့အချင်းတို့ရောက်ရှိနေပြီဖြစ်ကြောင်း ICNCC ကပြောဆိုထားဖြစ်ပါရင် ICNCC ရေးဆွဲနေတဲ့ချင်းချာသားမူကြမ်းကိုလည်းမကြခင်ကာလအတွင်းမှာညီလာခံခေါ်ယူကအတိပြုဆောင်ရွက်သွားမည်ဟုထုတ်ပြန်ချက်မှာဖော်ပြထားဖြစ်ပါရယ်။ရဲပြင်ချင်းလူမျိုးအလုံးလူသမိုင်းတစ်ချောက်တွင်အတူရှင်လွဲနေထိုင်ခဲ့ကြသူများဖြစ်ပြီးဘုံရန်တူစစ်ကောင်စီကိုတိုက်ပွဲဝင်နေကြတဲ့အချိန်ဖြစ်ပြီးချင်းပြည်အတွင်းရှိလက်နက်ကိုင်အဖွဲ့ဝင်များအကြားမှအငင်းဖွဲ့တမိုင်းကျောင်းနဲ့အမုန်းစကားများကိုရှောင်ကြဉ်ကြရတဲ့အထူးတိုက်တွန်းထားကြောင်း ICNCC ကပြောဆိုထားဖြစ်ပါရယ်။ အနာဒိစကောစီယာဆစ်ချုံနေရရှိမှာတွေးယူတွေးတန်းဖြင့်လှုပ်ဆောင်နေတဲ့နိုင်ငံအနက်လေရင်ပုံကျဲချင်းကြောင့်အပြစ်မဲ့ပြည်သူများအသက်အိုးအိမ်ဆုံးရှုံးမှုများအတွေ့ရှုပ်ရှားကြောင်းလဲ ICNCC ကဆိုထားဖြစ်ပါရယ်ကျန်းရှိနေတဲ့မြို့သိမ်းတပ်ပွဲများဆက်လက်ဆောင်ရွက်နိုင်ရေးကိုပိုင်ပြတ်ထမှုအပြစ်ဝရရှိရေးအမျိုးသားအကျိုးစီးပွားကာကွယ်ရေးနဲ့ Federal Democracy ပြည်အောင်စုကြည်ပေါ်ထွန်းလာနိုင်ရေးအတွက်ဆက်လက်တပ်ပွဲဝင်သွားမည်ဟုဂျာကာလာချင်းအမျိုးသားအတိုင်းပင်ခံကောင်စီ ICNCC ကသဘောထားထုတ်ပြန်ပြောဆိုထားကြောင်းသိရှိရပါရယ်